DVB Digital Fast ဘာကတော့ကြီးလိန်ခံနေရတယ်ဒါလည်းယုံနေတယ်ဘ ᱹ လူလုံးနိုင်လို့လဲအောက်ပါအပါတော်စစ်တပ်ကအမိတ်ပြတ်သားတဲ့အမိတ်တခုလှုပ်လေစစ်ကောင်စီကဖမ်းဆီးထားတဲ့တပ်ထောက်ခံသူဇော်ဖုံးဟင်းကိုနန်းတော်စကြောရေးမှာစစ်ဆေးပြီးတဲ့နောက်ပြည်ဦးလူရဲစခန်းမှာအမှုတိဆောက်ကဥပုအချင်းထောင်ကိုပို့လိုက်တယ်လို့တရားရုံးနဲ့နှိစက်သူတွေစီကသိရပါတယ်ပြည်ဦးလူမျိုးနဲ့ ။အရင်ချောင်းကြီးရွာရက်ွက်ကြီးစကူးမှာနေထိုင်တဲ့ဇော်ဖုံးဟင်းကိုစစ်ကောင်စီကဇွန်လ၂ရက်နေ့မှာဖမ်းဆီးပြီးလမ်းတွင်းစကြောရေးမှာစစ်ဆေးကဇွန်လ၁၂ရက်နေ့မှာပြင်းလို့မြို့မရဲစခန်းမှာချုပ်ရက်ရမန်ထက်ယူပြီးဥပုပ်ကျင်းထောင်ကိုပို့ဆောင်ခဲ့တာလို့တရားဝင်နဲ့နှိစက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။စကြောရေးမှာ၁၂ရက်လောက်စစ်ပြီးမှပြင်းလို့ရဲစခန်းကိုပြန်ပို့တာပုံမှန်သုံးမှုနဲ့အမှုဖွင့်တယ်။ပြင်းလို့ရဲစခန်းကပုံမှန်၅၅ကာကြီးစာဘဘကပုံမှန်၆၆ကာကြီးရဲ့အကြံဖက်တိုက်ဖြည့်ရေးဥပဒေပုံမှန်၃ခါဝေး၁၅နဲ့အမှုဖွင့်ထားတယ်။ ။ဒါမဲ့ဇွန်လ26ရက်ရုံကျိန်းမှာကနဦးပုံမှ55ကကြီးစစစ်မယ်။စာအဖဘက်ကဆွဲထားတဲ့အမှုတွေအတွက်တက်ထောက်ခံသူတွေဘက်ကတနာခံစာတင်ထားတယ်လို့ပြောပါရယ်။စစ်တပ်တွင်ဖြစ်နေတဲ့စစ်တိုင်းမှုကစလို့ရာရှိအစဉ်စဉ်ကြီးနိုင်ငယ်ချင်းမှုတွေလက်စားမှုတွေကိုဝေဖန်ထောက်ပြလို့စစ်တပ်အကြီးအကဲတချို့နဲ့တက်ထောက်ခံသူတွေကပါမျက်မှောက်ကျိုးလာပြီးအခုလိုဖမ်းခံရတာဖြစ်တယ်လို့စစ်မှုထမ်းဟောင်းတယောက်ကသုံးသပ်ပြောဆိုပါရယ်။တက်ထောက်ခံသူဇော်ဘုံကိုဖမ်းဆီးဖို့စစ်တပ်လော်ဘီဖြစ်တဲ့ဟန်ငင်းဦး အောင်မင်းဘန်းညွန့်ကျော်စွာကိုသက်စားတဲ့သူတွေကသတင်းပေးခဲ့ကြသလိုကျော်စိုးပောက်ကိုတော့ဒဇင်ဦးနဲ့မပူတူတို့ဟာလည်းအမှုနဲ့ပတ်သက်ပြီးအကူအညီမပေးတဲ့အတွက်တတ်ထောက်ခံသူတွေနဲ့ပြည်သူ့စစ်အဖွဲ့တွေကြားမှာဝေမံမှုတွေရှိနေပါတယ်။ပေါင်းတောင်တွေကိုကျွန်တော်ပြောချင်တယ်နော်နိုင်ငံတော်အကြီးအကဲတွေကိုပြည်တွင်းထဲကပြည်သူ့စစ်ကြတော့ရဲရအနိုင်ကျင်းလိုက်နော်စစ်တပ်ကအနိုင်ကျင်းလိုက်